မင်္ဂလာပါရှင်ဒီနေ့ဟာ1388ခုနှစ်ခုနဲ့နေုံလာပြီးနေဖြစ်ပါတယ်ရှင်နေုံလာမြန်မာလာများမှာတတိယလာဖြစ်ပါတယ်လူဦးတူမှာပါဝင်ပါတယ်လူရာသီကုန်ဆုံးရ15ရက်မြတ်သာကျန်တော့တဲ့အတွက်စာဆိုပညာရှင်များကအထူးလာကိုနှွေနှောင်းလာနှွေစွန်လာဆိုပြီးစာပွဲလေးရှိကြပါတယ်နွေနှောင်းလာဖြစ်တဲ့အလျောက်ကစုံလာမှာချစ်ချစ်တော်ပူပင်းခဲ့တဲ့နေမင်းဟာနေုံလာမှာအပူရှင်အာရုံလာပါတယ် ကောင်းဝင်မြင့်တစ်ခုလုံးမှာမိုးသားတွေလဲမောင်းအောင်ဆိုင်ပြီးမိုးစီမိုးပေါက်တွေလည်းရွာသွန်းတတ်ပါတယ်။ကဆုံလာရဲ့အပူချိန်အောက်မှာရွေးချောက်တွေကြွေကြတာအယိုးပြိုင်ပြိုင်ဖြစ်နေကြရဲ့အတစ်ပင်တစ်ကိုင်းတွေမှာရွေးညုံနေပြီးထွက်ပြေးလာပါတယ်။စိမ့်ဆူလန်းဆန်းလာကြတယ်။နေုံလာရဲ့မိုးသီမိုးပွဲလေးများကြောင့်မြေပြင်မှာလည်းမျက်နှာလေးတွေလည်းဆိုးပြေးလာပါတယ်။ဒါကြောင့်ရှေးမြန်မာတို့ကနေုံမိုးသီမျက်သားမိုးဆိုပြီးဆိုယူပြီးကြပါတယ်။ ထူစင်ရှင်းသန့်တဲ့စပယ်စုပန်းတို့လည်းလိုင်လံပွင့်လာကြပါတယ်။နေုံလာမှာမူတီမူခွဲလေးများလာရတာမဟုတ်ပဲတခါလေမူတီထက်စွာရတတ်တဲ့အတွက်လေယာဉ်မြချောင်းအင်းရဲ့ညီမရေအပြည့်ဝရကြပါတယ်။ဒါကြောင့်လေသမားတွေဟာစံအတွက်မျိုးစဘာတွေကိုပြူထောင်ကြတယ်။တောင်လီကဝါခွန်ပြောင်းနှံကျုံပဲမျိုးစုံလေးကိုခြေကြပါတယ်။ လုပ်ငန်းဝင်ကိုစတင်မြောက်ကြတယ်ဒါကြောင့်စိန်သာကျော်သူဘောကမဟာအဓိကရာကတော်မှာဘောမှာနေုံဝါလာကျဲကြပြထောင်းဝါခေါင်သစ်စင်းနှစ်လအတွင်းကိုစင်းကြရတဲ့တောင်းမွေတို့လူဖွဲ့ဆိုခဲ့ကြပါတယ်ရှေးမြမပြည်များလက်ထက်ကဤလမှာစာရောပြန်မွေးတွေကျင်းပလို့ရှိကြပါတယ်ယခုခေတ်မှာကျင်းပတဲ့ပထမပြန်စာမွေးတွေဟာထိုနေုံလစာရောပြန်မွေးကနေပြီးတော့ဆင်းသက်လာပါတယ် မြန်မာပြည်နေဟာစာတော်ပြန်ပွဲတွေကိုကျင်းပရမှာမကစိုက်ပျိုးရေးကိုအားပေးတဲ့အနေနဲ့နေုံလာမှာလေထုံမင်္ဂလာပွဲကိုလည်းပြုလုပ်ခဲ့ကြပါတယ်။ဒါပြင်ဘုရားဖျားရှင်ဟာနေုံလာပြီးမှလူနတ်မြန်မာတရဝအပေါင်းတို့အားမဟာသမယတုတ်တော်ခေါ်တော်မူခဲ့ပါတယ်။ထို့သူဟောတော်မူသူကိုဆွဲပြီးနေုံလာပြီးမှမဟာသမယအခါတော်နေ့ပွဲကိုစီရင်ကျင်းပကြပါတယ်။ မဟာသမယတုတ်တော်ကိုရုဖတ်တည်စေရင်ပြူကြပါလေ။ဤကနေုံလာရဲ့လေးစားမျက်နှာကိုထူးခြားတဲ့အကြောင်းချက်များပင်ဖြစ်ပါလေရှင်။